Hello အားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုဖိုင်လေးထဲမှာတော့ Andri Speed Master ခန်းစည်းစာအုပ်ထဲကရှင်နေဝမ်ရဲ့ profile လေးကိုတွေ့ပေးထားပါတယ် profile မှာဆိုလို့ရှိရင်တော့သူအားလုံးမှာ၉လုံးပါပါတယ်မှတ်ပုံမှတ်နည်းလေးနဲ့ပါအတူတူပြပြပေးထားပါတယ်ရှင် ဒါဆိုရင်နံပါတ်1လုံးလေးကိုစားလိုက်ကြအောင်နံပါတ်1လုံးလေးကခခါးဒီတာဝန်ရှိသူဝန်ထမ်းသူများနဲ့ပေါင်းလို့ရှိရင်ခဲရှိမယ်ဒါဆိုရင်သူ့ရဲ့တဲလုံးလေးကြီးကြီးရအောင်ခခါးဒီနော်ဟီတိုတာဝန်ရှိသူခခါးဒီအင်းဆိုရင်ဝန်ထမ်းကိုပြောတာခန်းခဲဆိုရင်ပတ်သက်မှုဆက်နွယ်မှုကိုပြောတာသူကကြတော့လူတွေကိုလူတရားကိုအရှိအမြင့်ထိုးတာကိုစောင့်ကြည့်ဖို့အတွက်တာဝန်ပေးထားရလို့မှတ်ထားပါတယ် ကြာနမနှစ်လုံးလေးကိုဆက်သွားလိုက်ရအောင်နမနှစ်ကကြာတော့တဲခီဆိုင်တော့နှစ်ပတ်သက်တော့အနှစ်သက်ဆိုင်တော့ဗောနော်အဲ့လိုမျိုးမှတ်ထားလို့ရမယ်သူကကြာတော့သူ့တလုံးနဲ့မတုံးဘူးသူများရင်လည်းတွဲတုံးမယ်ဒါဆိုရင်တွဲလုံးလေးကြီးကြီးရအောင်မခုတဲခီဆိုရင်ရွေချက်ကိုပြောတာခိုးတဲခီဆိုလို့ရှိရင်အများပြည်သူဆိုင်ရာခိုးချင်းတဲခီဆိုရင်ပုပ်ကိုရေးဆိုင်ရာ ရှကိုင်းတဲခီဆိုလို့ရှိရင်လူမှုရေးဆိုင်ရာလူ့ဖွဲ့စည်းဆိုင်ရာဗောနော်ခခုဆိုင်တဲခီဆိုလို့ရှိရင်နိုင်ငံတကာနဲ့ဆိုင်တော့ဘုံကားတဲခီဆိုရင်ရင်ကျင်းမှုနဲ့ဆိုင်တော့ အဲသူ့ကိုကြတော့ဘလို့မှတ်ထားလဲဆိုတော့အဖြစ်ဖြစ်စင်စင်နဲ့ခေါင်းနဲ့အားနဲ့ရှာဖွေရမယ့်အရာဆိုတာလူတိုင်းနဲ့သက်ဆိုင်နေဆိုပြီးမှတ်ထားပါတယ်။မသုံးလုံးလေးရကြတော့သူကသုံးမလို့တဲခုတီဆိုတဲ့ခန်းကြီးလေးပေါ့နော်။သူများနဲ့ပေါင်းမယ်ဆိုရင်သူကဟာခုရှိမယ်ပါခုရှိမယ်။ဒါဆိုရင်တွဲလုံးလေးကြီးကြီးရအောင်တလုံးနဲ့ဆိုရင်သုံးမလို့တဲခုတီ အပခုပုစုကဆိုရင်တညာအိနှစ်ရက်ခရီးကိုပြောတာရှခုဟခုဆိုရင်တဲခိုတာကိုပြောတာသူ့ဟိုကြတော့ဒီဖြူဖြူစင်စီဖြူစင်တန့်ရှင်တဲ့နေရာမှာတဲခိုတယ်လို့မှတ်ထားပါဗျ ။နောက်ဆိုရင်နံပါတ်၄လုံးခန်းကြီးလေးကိုတွားလိုက်ကြအောင်။နံပါတ်၄ခန်းကြီးလေးကကြတော့ခန်းကြီးရှုသည်စုံစမ်းအဲစူးစမ်းလေ့လာသည်ပေါ့နော်။အဲ့လိုမျိုးမှတ်ထားလို့ရပါတယ်။သူကကြတော့သူများအနေနဲ့တွဲသုံးမယ်။ခန်းလိုပဲအတန်ထွက်မယ်။ဒါဆိုရင်တွဲလုံးလေးကြီးကြီးရအောင်။မိလို့ဆိုရင်ကြည်သည်ခန်းခိုးဆိုရင်ခရီးသွားလုပ်ငန်းပေါ့နော်။လက်ပတ်ကြီးယူတာကိုပြောတာ။ခန်းခရခုဆိုရှင်ခရီးသွားအဲဧည့်သည်တွေကိုပြောတာပေါ့နော်။တို့ကြတော့ဘလို့မှတ်ထားရဲဆိုတော့ဒီငှက်ကလေးတွေကိုမျက်လုံးနေတဲ့လှည့်ပတ်ကြည့်ရှုရဲ့အလုံးမှတ်ထားပါဗျ။ ဟုတ်ဒါဆိုရင်နံပါတ်5ခန်းကြီးလေးကိုသွားလေးကြအောင်နံပါတ်5ခန်းကြီးလေးကကြတော့သူကရှူလေးလာသည်တင်ယူသည်ဆိုတဲ့ခန်းကြီးလေးပေါ့နော်သူများအနေနဲ့ပဲတွေ့တော့မယ်ရှူရီဆိုရင်ပြုပြင်သည်ခန်းရှူဆိုရှင်လေးကျင်တာကိုပြောတာသူကတော့ဒီလူတယောက်ကအမှမလုံးမိအောင်3လဆက်တိုင်းလေးကျင်နေရလို့မှတ်ထားပါတယ်နံပါတ်6ခန်းကြီးလေးကတော့သူမတို့နေထိုင်သည်ဆိုတဲ့ခန်းကြီးလေးပေါ့နော်သူကကြတော့သူများအနေနဲ့တွေ့တော့မယ်လူဦးဖြစ်သွားမယ် သူတလုံးနဲ့ဆိုရှင်သူကအနေထိုင်သည်ပေါ့နော်နေထိုင်နေဆိုတော့သူကနိုင်ငံသားရဲ့ဘာမှမနေတာအဲ့လိုနေရာတွေမှာသုံးပါတယ်ဒါဆိုတွဲလုံးလေးကြီးကြီးရအောင်တလုံးနဲ့ဆိုရင်သူမရူနေသည်လီယူကာကုဆိုရင်နိုင်ငံသားပညာတော်ရင်သွားတာကိုပြောတာရူဆုဆိုရှင်အိမ်မှာလူမရှိတာကိုပြောတာပါဒါဆိုသူကဘလို့မှတ်ထားလဲဆိုတော့အန်သားတွေလက်ခွင့်တွေကိုရောင်းပြီးတော့ပညာတော်နေသွားတယ်ဆိုပြီးမှတ်ထားပါတယ်ဒါဆိုနမခွန်ခန်းကြီးလေးကိုသွားလိုက်ကြအောင်နမခွန်ခန်းကြီးလေးကကြတော့လီယောနှစ်ဖက်စလုံးနှစ်ဖက်ဆိုတဲ့ခန်းကြီးလေးပေါ့နော်သူကလည်းအလိုပဲသူများနေပဲတွဲသုံးမယ်ဒါဆိုတွဲလုံးလေးကြီးကြီးရအောင်လီယောတဲဆိုရင်လက်နှစ်ဖက်ကိုပြောတာလီယောဟုတ်ဆို င်နှစ်ဖက်လုံးလျောရှင်းဆိုရင်မိဘနှစ်ပါးကိုပြောတာပါအဲတို့ကိုကျွန်တော်ဘလို့မှတ်ထားရဲဆိုတော့ဒီအမိုးအောင်မှာတာမွန်ရံပေါ်အလုပ်တွေလုပ်နေရတော့နှစ်ဖက်စလုံးကမအားတော့ဘူးဆိုပြီးမှတ်ထားပါတယ်မက်ချက်ခန်းကြီးလေးကကျွန်တော်သူကခဲသူခဲသူလဲသည်ပြောင်းသည်ဆိုတဲ့ခန်းကြီးလေးပေါ့နော်သူကလည်းအဲ့လိုပဲသူများအနေနဲ့တွဲတုံမဲ့တစ်လုံးနဲ့တုံတာရှာတယ်ကဲဒါဆိုရင်တွဲလုံးလေးကြီးကြီးအောင်ခဲသူဆိုလို့ရှင်ပြောင်းလဲသည်တူရီခဲသူဆိုလို့ရှင်သူကလဲတုံတယ် ခိခာအဲလို့ဆိုရှင်အဝိတိပိုင်းလဲဝိဒါလီယောခာရဲ့ဆိုရှင်ငွေဒီပိုင်းအချင်းအဲ့လိုမျိုးလဲလလာကိုပြောတာပေါ့နော်ဒါဆိုရင်သူ့ကြတော့ဒီအမျိုးသားနှစ်ယောက်ကနေထွက်လာတဲ့အချိန်မှာပစ္စည်းတွေကိုငွေတွေကိုလဲလဲချရဲဆိုပြီးမှတ်ထားပါတယ်နမကုခန်းကြီးလေးနမကုခန်းကြီးလေးကကြတော့သူကခထတာတဖတ်ဆိုတဲ့ခန်းကြီးလေးပေါ့နော်သူကလည်းအဲ့လိုပဲသူများအနေနဲ့တွဲသုံးမယ်ခထတဲခထတဲဆိုရှင်လက်တဖတ်ကိုပြောတာခထဟုဆိုရှင်တဖတ်တဖတ်ချမ်းကိုပြောတာပေါ့နော်ခထစခဲလို့ဆိုရှင်ရှင်လင်းသိမ်းဆဲရဲစနစ်တကြားစီစဉ်နေဆိုပြီးမှတ်ထားလို့ရပါတယ်အဲသူ့ကြတော့ ဘယ်လိုမှတ်ထားရဲဆိုတော့ဒီတက်ဖတ်ချမ်းမှာဇပွဲတွေကိုဇပွဲတွေကိုတန်းစီပြီးတော့ထပ်ထားတယ်ဆိုပြီးတော့မှတ်ထားပါဗျ။ ဟုတ်ဒါဆိုရင်ဒီအားလမကိုလုံးရှိရယ်ပေါ့နော်ဒီကိုလုံးမှာမှာအတော့မြရတဲ့အတွဲလုံးလေးတွေကိုပြန်ပြီးတော့ထုတ်ပြီးထားပါတယ်ရှင်။အဲဒါဆိုရင်နံပါတ်1နံပါတ်1လုံးလေးကကြတော့ခန်းခဲဤဆက်နွယ်မှုပတ်သက်မှုနံပါတ်2နံပါတ်2ကကြတော့ရှာကိုင်းတဲခီလူမှုရေးနည်းဆိုင်တော့နံပါတ်3ရှုခုဟာခုတဲခိုတဲ့နံပါတ်4နံပါတ်4ကကြတော့ခန်းကိုလှပတ်ကြည့်ရှုတဲ့နံပါတ်5ရှူရီပြရှူရီပြုပြင်တဲ့ နမတ်6နမတ်6ကကြတော့လူစုအိမ်မှာလူမရှိလားနမတ်9လျောဟိုးနှစ်ဖက်လုံးနမတ်8ကကြလောလျောခအငွေတွေပိုင်းလဲလဲရဲ့နေရာမှာတောင်းမယ်နမတ်9ခါတာစခွဲရူရှင်းလင်းသိမ့်ဆဲတယ်အခုပြထားတယ်အခုပြထားတယ်အတုံးများတော့တွဲလုံးများဆိုတဲ့ဒီကိုလုံးပေါ့နော်ဒီကိုလုံးကတော့ဒါဒီမြေကုန်းဟောင်းဆောင်တီမှာဆိုရှင်နဲ့အမြဲမြင်တွေ့နေကြတွဲလုံးလေးဖြစ်ပါတယ်အဲမလုံးဝကိုမတိမဖြစ် and 3လေးလာနေတဲ့သူတိုင်းအတွက်တကယ်ကိုမတိမဖြစ်တိဖို့လိုအပ်တဲ့တွဲလုံးလေးဖြစ်ပါတယ်ရှင်ဟိုက် ါကြောင့်မလို့ဒီဗီဒီယိုဖိုင်ထဲမှာပါတယ် unit 1ရဲ့ part 5ထဲမှာပါတယ်ဒီကိုလုံးကတော့အဲဒါဒါကတော့လုံးဝကိုတလုံးမကြမ်းမသိမဖြစ်သိဖို့လိုအပ်တဲ့အခန်းကြီးလေးဖြစ်ပါတယ်ရှင်မှတ်မှတ်နည်းလေးနဲ့ပါအတူတူပြပြပေးထားဖြစ်တဲ့အတွက် N3 လေ့လာနေတဲ့သူတိုင်းအတွက်အကျိုးရှိမယ်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ရှင်